ီနေ့ကကျွန်တော် appointment နှစ်ခုရှိတယ်အခုဒါပထမဆုံးတစ်ခုပြမယ့်နေရာပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တော့အမေရိကန်မှာ real estate agent တယောက်အနေနဲ့လုပ်ကင်နေပါတယ် team တိုင်းကမှာကျွန်တော်ပါလောက်ရလဲဆိုတော့အခုကမနက်9:30မိနစ်ပေါ့နော်ကျွန်တော်ပြမယ်ဆိုတော့မနက်9:30မိနစ်ကျွန်တော်က Uber မနက်ပိုင်းဆွဲမယ်ပေါ့နော်ကျွန်တော်စဉ်းစားရတော့မနက်ပိုင်း9:00နဲ့9:00ဒီရုံသွားရုံစင်းချိန်တွေမှာကျွန်တော် Uber ဆွဲမယ် ပြင်ဆောင်နေတဲ့ကြားရင်ကျွန်တော်ခြေကောက်ပဲသွားပြီးတော့မှ appointment နှစ်ခုရှိရပါတော့မနက်ပိုင်းတက်စီဆွဲပြီးတော့ပြင်ပြီးဆင်ပြီး laptop ကို slow motion နဲ့ထည့်ပါတယ်အခန်းသွားပြဖို့အတွက်ခြေကောက်ကိုအမိသွားပါတော့မယ်အခုဒါပထမဆုံးတစ်ခုပြမယ့်နေရာပေါ့နော်သွားရ virtual tour ပဲသွားဒီအခုဒီမှာမရှိဘူးဆိုတော့ကျွန်တော် video call နဲ့ပဲကျွန်တော်ပြမှုလုပ်ထားရပါတော့အဲ့တော့ပထမဆုံးတစ်ခုကျွန်တော်သွားပြလိုက်ပါဦးမယ်အဲ့ဒါတရားတော့ video call နဲ့ပြပြီးပေါ့နော် ဆိုတော့ तू ကတော့အာချက်ချင်းတော့မဆုံးဖြတ်သေးဘူးကျွန်တော် तू နောက်ထပ် option နှစ်ခုလောက်ပေါ့နော်သူရ top choice နှစ်ခုကိုနောက်တစ်ရက်ကျွန်တော်ချင်းပြီးတော့ပြပေးမယ်ပြောရပေါ့နော်ပြီးတော့မှအာဆုံးဖြတ်မယ်လို့ပြောရယ် okay ကြီအောင်မြို့ကအခုလိတ်မရှိကန်ပေးနာမှာရှိတာပေါ့နော်ဒီလိတ်မရှိကန်တော်တော်လေးကြီးတော့ तू ကကန်းချီလို့ပြင်နေရဒါပေမဲ့ तू ရေချိုကန်းချီလို့ဖြစ်နေရပေါ့နော်ပြီးရင်တောင်းတောင်းဆင်းလိုက်တာနဲ့ပြီးမှကန်းချီလို့ဖြစ်နေတော့တော်တော်လေးမိုက်တယ်ပေါ့နော်အခုညာတီးသူကတော်တော်လေးတာရတော့ ျွန်တော်ရေးပြပြီเนาะ You're in my side in my mind in the quiet and up front out loud in the calm in my spirit and the storm အခုနောက်ထပ် appointment တစ်ခုအတွက်ကျွန်တော်မြို့ထဲကိုပြန်ပြီးသွားနေပါပြီ။ဒါကတော့ကျွန်တော်တော့ပြမယ်တိုက်ခန်းနေရဖြစ်ပါတယ်။ တော့ခုနောက်အဲ့ဒါရောအပါမန့်ကြည့်သွားပြီပေါ့နော်သူခန်းကြိုက်တယ်အကုန်အချိန်ပြေတယ်တခုပေါ့နော်သူကကြောင်မွေးရယ်ဆိုတော့အင်ဂျင်ကကြောင်လက်မခံဘူးပြောတယ်ဆိုတော့အဲ့ဒါလေးပေါ့နော်အင်ဂျင်ကိုပြန်ပြီး request လုပ်ထားတယ်အဲအင်ဂျင်လက်ခံရင်သူတရား application form တင်မယ်ပေါ့နော်အဲ့ဆိုရင်တော့အလုပ်ဖြစ်မယ်ပေါ့ဟေးဒီနေ့ကကျွန်တော်လဲကုန်းဝယ်လာရင်အရန် heavy ဖြစ်တော့လေ ကုတ်ချွတ်လိုက်ပြီးတော့လာလိုက်တာလေတော့အရင်တိုက်အိမ်ပြန်တော့မယ်ပေါ့နော်ဆိုညနေဆောင်လည်းရောက်ပြီ US မှာပေါ့နော်ဒီ Chicago ဘက်မှာ US agent တယောက်နေနေဘယ်လိုမျိုးလုပ်တယ်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေဒါတန်နိုင်တယ်များတကယ်အရှိအရှိတိုင်းပေါ့နော်ကျွန်တော်မှတ်တမ်းတင်ရပါမယ်ရိုက်ပြီးပေါင်းမယ်ပေါ့နော်ပြီးတော့နောက်တစ်ခြား content တွေလည်းကျွန်တော်တင်ဖို့အတွက်စဉ်းစားထားတယ်ဆိုတော့အာအလုံးကျေးဇူးအများကြီးတင်တယ်ဆိုတော့နောက်လာမယ့် content တွေလည်းဆက်ပြီးတော့မှစောင့်ကြည့်ပေးပါဦးအပေးပါဦးပေါ့နော်ဆိုတော့ဒီနေ့တော့ကျွန်တော်ဒီလောက်နဲ့ပဲအိမ်ပြန်ပါတော့မယ်အလုံးကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်